အားလုံးအားလုံးမင်္ဂလာပါမျိုးတွေအကုန်လုံးဒီကောင်းချမ်းမှာကြရနော်ဒီကျွန်တော် UFC ဒီတစ်ပတ်ရှိတဲ့ပွဲလေးအကြောင်းထပ်သတိပေးတာပါဗျာ UFC 314မှာ145ပေါင်တန်းမှာ Volkanovski နဲ့ Diego Lopez ရဲ့ချကြမယ်ဗျာနော်ဟိုဟာ original the lashi champion ilia toporia ကတော့သူက155ပေါင်း light weight ကိုတက်ပြီးတော့ချမယ်ဆိုပြီးတော့ကဘက်ကိုစွန့်သွားတယ်ဗောနော်အဲ့တော့ featherweight title ကလစ်လက်သွားတယ်ဗောလစ်လက်သွားတော့အာ vogue နဲ့ diego lopez နဲ့ပြန်တည်ပြီးတော့ diego lopez က ufc မှာသူတပွဲပဲရှုံးမှုတယ်ဗျာမမမောက်ဆိုရင်သူကအဲ့တပွဲမှာမရှုံးမဲနဲ့တပွဲမှာမရှုံးနဲ့ မိုဆာကိုရှုံးတာပါနော်သူဝင်ချင်းမှာမိုဆာကိုသူအဲ ilof mosa ilof lo mosa အမှန်သူချတင်တာပါနော်ဒီလား तू က16ဘက်မှာတော်လေအဲဒါဂစ္စတန်ပဲထင်တယ်ဒါဂစ္စတန်ကြီးပဲထင်တယ်16ဘက်မှာရှုံးမဲမရှိဘူးဒါပေမဲ့ तू က wrestling base ဆိုတော့ပြင်းစရာကောင်းတာပါနော်အဲ့တော့ကပတ်လူပဲကြတော့ तू မယူတော့ဘဲနဲ့ သူ့ကိုမယူတော့ဘဲနဲ့လိုပက်စ်ကိုယူလိုက်တာလိုပက်စ်ကငကြမ်းရယ်သူက26ပွဲမှာ10ပွဲက knock out 12ပွဲက submission နဲ့သူ UFC မှာသူကရှုံးမဲ့မရှိတယ်အဲရှုံးမဲ့မရှိသေးတော့လေ Elo F ကိုရှုံးပြီးတော့တပွဲမှမရှုံးသေးဘူးအကုန်နိုင်လာတယ်ဒီကောင်ငကြမ်းဆိုပွဲကကောင်းကြမ်းပါဘောနော်တော့သူက Mexican ထင်းတယ်အဲ့တော့ mexikane a uh, brazilian bana kripa dahar kamwe kamwe ra dia leza nga bang feather weight dam a cha jam duma dam ya di ba di ba chi kam ot ka lounge ya ja ro voga mya re bya da le daba wa ja ba re vogonoski ya the champion phit la da 3 le nit daw ja bi pi lo ma ilia o show na so le အဲ့ပေါ့အစ္စလာမ်ကိုတစ်ခါရှုံးတယ်ဒါလည်း155ဘုံမှာရှုံးတာအီလီယာကိုကြာတော့နောက်ဆုံးနော့ကောင်းနဲ့ရှုံးတာဆိုတော့သူကဒီဂိုလိုဘက်စ်ကိုကြည့်ရမှာပေါ့နော်ဒီဂိုလိုဘက်စ်ကတော့နော့ကောင်း chance ရှိတာပေါ့လေဒါမဲ့လောင်းလောင်းမှာ30 20တော့လောင်းနေတော့ဒီဂိုလိုဘက်စ်ဘက်ကအပျော်လောင်းတော့လောင်းလို့ရပါဘူးဒါချတာတော့နှကောင်တော့လက်ပါပြီးသားဆိုတော့ဘူးမှမသိဘူးပေါ့နော် အဲ့ဒီ channel တွေနဲ့ဆို Okay ဒါနောက်တစ်ပွဲပြအဲ့ကောင်ဒီပွဲကောင်းပါသေးတယ် Michael Chandler နဲ့ Betty Pimblet နဲ့ Michael Chandler က Charles Oliveira ကိုရှုံးထားတယ် Betty Pimblet ကကြတော့ Bobby Green ကိုနိုင်ထားတယ်အဲ့တော့ Betty က Betty ကအနှုတ်148ဆိုတော့တကြက်လောင်းရင်တော့မပဲဘယ်နှပြားပဲရမှာမင်းနော်အဲ့တော့ မိုက်ကချန်လာရှုံးမယ်လို့ယူဆထားကြတာပေါ့နော်ဖြစ်လည်းဖြစ်မှာပေါ့နော်ပယ်ဒီကတက်လာတာဆိုတော့ဒါပေမဲ့မိုက်ကယ်ချန်လာလည်းတော့သုံးပွဲရှုံးသုံးပွဲနိုင်လာမသိနော်သူကအဲ့လိုကြီးထင်တယ်အာဟုတ်တယ်ဟိုကောင်နိုင်တယ်ချားဆိုလီဗာရောရှုံးတယ်ဂေဂျီကိုရှုံးတယ်ဟိုဒိုနီဖာဂူဆန်ကိုနိုင်တယ်ပြီးတော့ပိုရီယိုရှုံးတယ်အိုလီဗာရောပြန်ရှုံးတယ်အဲ့ နှစ်ပွဲနိုင်လေးပွဲရှုံးလာပြီဒါပေမဲ့ तू entertaining ဖြစ်တယ်ဗျာအဲ့တော့ तू ကြိုက်ကြပယ်တီကကြတော့ UFC မှာ तू ကရှုံးပွဲမရှိသေးဘူးရှုံးပွဲမရှိဘူးဆိုပေမဲ့လည်း तू ကဒီ Gordon နဲ့တော့ तू တော်တော်နိုင်တယ်ဗျဒါပေမဲ့ဒါပေမဲ့ဒိုင်နီကအနိုင်ပေးလိုက်တော့ तू နိုင်သွားတာပေါ့နော် Gordon နဲ့ပွဲက तू နိုင်တယ်အဲ့တော့ဒါပေမဲ့ Gordon နဲ့ပွဲပြီးတော့ဒီ Ferguson ကသူအကြမ်းရနေတာတော့ Ferguson ကသူပွဲမဖြတ်နိုင်ဘူးနော် ဲ့တော့ဟိုကောင်းကကြတော့အာမိုက်ကယ်ချန်လာကြတော့ဟိုစားဖာဂူဆန်ကိုဟိုက်ကင်းနဲ့ပွဲဖြတ်ထားတာဆိုတော့ဟို MMA မက်တရားဆိုရင်တော့အာမိုက်ကယ်ချန်လာဖာဂူဆန်ကိုနော့ကောက်နေနေတာလေပင်ဘလက်က decision unanimous နဲ့ပဲနိုင်တာဆိုတော့ချန်လာနိုင်မှာပေါ့နော်ဒါမှလည်းပြောမရပါဘူးလောင်းကြီးကတော့ ပင်ဘလက်ကတာဖယ်ဒီပင်ဘလက်ကတာဒီကောင်လည်းတော်ကြီးอ่ะเนาะပွဲတွင်းဆိုရင်လူက155ဘောင်ရအောင်ချတယ်ပြီးလည်းပြောပြောင်းရင်ဖောင်းကားပြီးတော့ဝတ်တုတ်ပြီးတော့စားတာစားတာโอเคနောက်ပွဲနောက်ပွဲอ่ะဟို Bellator အခုတော့ PFL ပေါ့เนาะအဲ့ရနေပြီးတော့ Champion ဖြစ်ပြီးတော့ပြောင်းလာတဲ့ Patricio Pitbull Pitbull ကညီကိုနှစ်ယောက်ရှိတယ်ပေါ့เนาะဒီကောင် Champion က ပစ်ဘူးကိုကြိုးတဲ့ပွဲပေါ့နော်သူကရောက်တင်တာကြာပြီမိုက်ကယ်ချန်လာအရင်ရောက်လာပေါ့နော်မိုက်ကယ်ချန်လာ104မိုက်ကယ်ချန်လာက155ပေါင်မှာပဲထိုးတာထင်တယ်သူကတစ်ခါလေးကျန်တက်ပြီးထိုးတယ်ပစ်ဘူးနဲ့သူကအာအာယာယေးနဲ့ယာယေးရိုဒရီဂက်ကတော့တိကျမှာပါကစားတာအရင်အရင် flashy ဖြစ်တယ် flashy ဖြစ်ပေမဲ့ဒါမဲ့ तू อ่ะไอ้ vote ကိုရှုံးပြီးတော့ ortega ကိုဆက်ရှုံးတာ ဲ့တော့ pit bull ပဲ pit bull ပဲနိုင်မလားယာယီပဲနိုင်မလားမသိဘူးနော်သူတို့ပုံနေတော့ပါအောင်မယ်ထင်တယ်မပါထားပါလေဒီဘွယ်လည်းကောင်းယာယီကအရင်ပဲဟို flashy ဖြစ်တယ်အာတောင်နေရောပတ်တောင်နေရောဘာတွေညာတွေရောကန်တာတွေရောကောင်းတယ်သူကကြတော့နပန်းပုံများကြီးကြီးဘူးကောင်းမနော်ဒီကောင်ကတော့ဒီကောင်ကတော့ကြီးရပါ the Bryce Mitchell Bryce Mitchell อ่ะตัวနောက်ပိုင်းမှာ show moon set တော့ဗောနော်သူမနိုင်ဘူးဖြစ်အာအာနော်ဘယ်မှာရှုံးမဆက်တာလဲလေ तू อ่ะတိုပိုရီယာနော့ကောက်ချပြီးတော့ तू อ่ะဒန်အီးဂေကိုနာဒန်အီးဂေက135ပုံမှာချတယ်ကောင်းမလားဘာလို့145ပုံတက်ချလဲမသိဘူးကြော့ရှဲမဲ့ကိုရှုံးတယ်ဒါပေမဲ့ပြီးတော့အော်အဲ့ကောင်အဲ့ကောင်ကြီးရတယ်ဂရေစီကလေ crown gracie ဆိုတာဟိုဟို jiu jitsu မှာဟိုရင်တော့သူတို့အဖေကြီးရှိတယ်ပေါ့နော်အဲ့အဲ့သူတို့အဖေကြီးရဲ့မျိုးဆက်နောက်ကတောင်းနေပေါ့နော်ဘယ်လိုပြောရမလဲဆိုတော့ one dimensional လို့ခေါ်တယ် one dimensional ဆိုတာဟို jiu jitsu ဆို jiu jitsu ပဲလုပ်တယ်ဟာ striking လည်းမလုပ် grappling လည်းမလုပ်ဆိုတော့ तू ကသူ့စီကိုအနားမကပ်ဘူးဆိုရင် तू ဘာလို့မှမသိတော့အဲ့ကြောင့်ရှုံးတယ် အဲ့တော့ Bryce Mitchell အနာအကမခံပဲအဝေးရနေပဲတီးတော့နောက်ဆုံးကျတော့ရှုံးသွားချက်တော့ချက်တော့အကန့်ခံရတာတင်တယ်မှန်မှန်အဲ Jensil Jean Silva တော့မကြည့်ဘူးဗျအဲ तू ကကြောက်စရာကြီးအာဒရူဒိုဘောလည်းနိုင်လာတာ155ပုံမှာချလိုက်145ပုံမှာချလိုက်ကောင်းလေးထင်တယ်ပြီလားဝင်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 းနော့ကောက်နော့ကောက် this doctor stoppage knockout ချဲနော်ချဲနော်နော်155ဘောင်ဒရူးတို့ဘောင်တက်ပြီးတော့နိုင်လာတာဆိုတော့ခေသူတော့မဟုတ်အဲ့ဒါကြောင့် तू ကဟို long ကြီးရလေ -278 ဖြစ်နေဘာပြပြ Bryce Mitchell ကအစင်းစဲလောက် long ရင်တော့မှာပဲ long ပြောဆိုဒါကကြတော့ဒါကတော့ Dominic Reyes ရဲ့ champion ဖြစ်မလားလို့ပြန်ပြီးတော့တဖြည်းဖြည်းတက်လာတဲ့ပွဲပေါ့လေเนาะသူပထမနှစ်ပွဲနိုင်လာတာထင်တယ်ဇက်တိုက်တွေရှုံးပြီးတော့ဒီ UFC ကတော့ထွက်သွားပြီလို့မျိုးဖြစ်တယ်ဟုတ်တယ် Jacoby နဲ့အဲအဲဘာလဲ Anthony Smith နဲ့နိုင်လာဒီကတော့ Russia ကော Nikita Krylov တော့တော့သူကသူက လိုပဲရှုံးနိုင်တယ်လေကြီးဂျော်နီဝေါကာကိုနိုင်တယ်အန်ကာလက်ကိုရှုံးတယ်နောက်ပြီးတော့ပေါ်ခရစ်ကိုသွားရှုံးတယ်အဲပေါ်ခရစ်က105ပုံမှာတော့မထိုးတော့သူ185ပုံရောက်သွားနောက်ကြည့်ဒီမှာကျတော့ဂူစတပ်ဆန်နိုင်တယ်အူစဒီမီယာနိုင်တယ်နောက်ရိုင်ယန်စပန်ရိုင်ယန်ကိုရိုင်ယန်စပန်လာဟုတ်တယ်ရိုင်ယန်စပန်နိုင်တယ်အဲ့တော့သူကနိုင်ပွဲဆက်တော့မနော် ဒိုမီနီရီယက်စ်ကလည်း2ပွဲနဲ့အော်ဒါပေမဲ့နီကီတာခရိုင်လော့ဖ်ကတားတယ်လေဗျာ180ဆိုတော့လေကြည့်ရတော့ပေါ့အောက်ကနေပြီးမဲ့လောင်းလို့ကောင်းပဲတောင်းကောင်းပဲ main cut main cut ကတော့တော်တော်ကောင်းတယ်ကျန်တဲ့ prelim နဲ့ early prelim ကတော့ dan ege ကတော့သူကလည်းထိုးတာကြိတ်တာ jimmy miller နဲ့ chase super အဲ့ပွဲလေးတော့ကြည့်ကြတယ်လောင်းလောင်းကောင်းမှာဒီနှစ်ကောင်းတော့မပြောတာမသိဘူး featherweight ကျွန်တဲ့ early prelims အားဟာရလည်းမသိဘူးကဲဆိုတော့ဗျာဘယ်မှာလုံးမှာလဲဆိုတော့ United States က Miami မှာလုံးမှာအချိန်ကကြတော့ Sunday လာမယ့်တနင်္ဂနွေ April 7စေနာရီဒါစင်ကာပူချင်းပေါ့နော် plus 8ဆိုတော့မြန်မာပြည်ကတော့ plus 6.5ဖြစ်နေတယ်နော်အဲ့တော့ တနိုင်ခွဲနှုတ်ရင်ခွန်ခွဲပေါ့နော်ဒါတော့အားပေါ့ရှစ်ခွဲပေါ့နော်ဒါတော့ခေါင်ပွဲမလို့ပါအာလီဘရီလင်းကတော့အစော်ကြီးစားမှာဒီမှာမနေ့6နိုင်မနေ့6နိုင်ဆိုဒီမှာ၄ခွဲဖြစ်နေဘယ်သူမှထားကြည့်မြန်မာကြီးမှာ၄ခွဲဖြစ်နေမှာဘယ်သူမှထားကြည့်မှာမဟုတ်နော်7နိုင်လောက်လို့မှာပဲအေးအေးကြောင့်ဝင်ကားလေးပဲဆွဲပြီးတော့ကြည့်တော့ကောင်းโอเคဗျာဒါပဲဗျာအစဉ်ပြေနဲ့အစဉ်ပြေနဲ့ကြည့်ကြပါလို့နော် အလင်းနဲ့ဘာနဲ့ညာနဲ့ပြန်လဲထူတော်ရင်းနဲ့ဘာနဲ့ဆိုတော့လေကဲအားလုံးပဲအဆင်ပြေကြပါသည်ဗျာကဲလို့အဆင်ပြေရဆိုရင်လည်း like share subscribe လေးလုပ်လုပ်ပေးကြပါကျေးဇူးများကြီးတင်ပါတယ်အားလုံးကိုကြီးကြမှာချင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါသည် stay safe ဗျာတတ်တာ